ကာဝေးဥတည်ချုပ်ကြီးနဲ့မြန်မာနိုင်ငံအစောင့်ကြီးလေးလာရေးနဲ့စီရင်ခန်းစာဖွဲ့ရရဲ့စီစဉ်နဲ့ရွေးမြောက်သေးရဲ့ကလေးစစ်သားတွေကိုစီစဉ်နှုတ်ထွက်ခွင့်ပြုလျက်ရှိရာစီစဉ်တွေ့ရှိတဲ့ကလေးငယ်96ဦးကိုဇန်နဝါရီလ17ရက်နေ့ကမိဘတွေထံပြန်လည်လွှဲပြောင်းပေးရခဲ့ပါတယ်။စူပါလွှဲပြောင်းပေးတဲ့ခန္ဓာကိုရန်ကုန်မြို့လိုင်မြို့နယ်မှာရှိတဲ့အမတ်တစ်စစ်ကြောရေးနဲ့တဲခွေစခန်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။ဟိုကစပြီးဆက်သွယ်တာ၊သူကနေပြီးတော့ဖုန်းနံပါတ်ရပြီးဆက်သွယ်တာ။သူဒီနေ့အထိပေါ်လေဒီနေ့17ရက်နေ့အထိသူက တင်းတော့ကလုံးဝဆက်သွယ်မှုမရှိဘူးအဲ၁၈ဒီနေ့၁၈ဆိုတော့ဟွာကနေဘယ်မှာဆက်သွယ်လဲဆို2013ဟွာကနေဆက်သွယ်ရတာဆက်လာပဲအဲ့မှာသူကဖုန်းနံပါတ်ရပြီးတော့အဲရွာပြန်ဆက်သွယ်အဲဟိုဘက်ကြားမှာကာလာမှာတော့လုံးဝဘယ်မှာနေလို့နေမှာသူကလည်းမသိဘောလည်းမသိဘောအဲ့မှာထွက်ထွက်ခွင့်နေလဲရပြီဆိုတော့အကြောင်းကလည်းတင်းရတယ်လေ၁၃နှစ်၁၆နှစ်၁၈နှစ်မပြည့်တဲ့ စစ်သားဆိုတော့ तू က16နှစ်ကနေလိုက်သွားတာဟုတ်ကူတော့မကူနှစ်နှစ်ကျော်ကျော်ရှိနေပြီတတ်ထဲမှာကြီးလေကိုယ်တော့16နှစ်ပြည်ပြီပေါ့အဲလားဩဝမ်းသာပါတယ်ကိုသားသမီးနဲ့ကိုဟာဖြစ်တော့လေသူဝင်သွားတာမနစ်ကဒီလိုတလပိုင်းနဲ့อ่ะပေါ့ဟုတ်ဆယ်တန်းကိုသူ့ကိုချွရှင်ထားရတာပြီးကြတဲ့နှစ်ကဖြေဖို့ဆယ်ဆယ်ကိုမဖြေဘူးလားအကြပါအောင်လူတယောက်ကလာခေါ်ရဲ့တဲ့ ငါခေါ်တော့တဲ့တားပြောတယ်တဲ့အလုတ်လုတ်မလားဆိုတော့အလုတ်ဆိုခါလုတ်တယ်လို့ပြီးတော့သူက workshop ပေါ့ workshop ဆိုရင်တားစိတ်ဝင်စားတယ်ပေါ့အေးလာခဲ့ကွာလဲ workshop ခေါ်ပါမယ်ဈေးရင်ငိမ့်နေပါညာတော့ခေါ်သွားပေါ့ခေါ်လဲခေါ်ပါဟိုလဲကြလဲကြမန္တလေးမှာသူပြောအောင်ထားတယ်ခရီးပါလိုက်ပို့အကုန်လိုက်ပို့ရပေါ့ကိုလဲပို့ပြီးပါအမီရေးတဲ့တားဟိုတဲ့အဲ့ဒီဟိုဟာမာတဲ့ဘူတာကြီးနာပေါ့နော်ဘူတာကြီးနာစောင်းရဲခဲ့တယ်တဲ့ခဲ့တော့တားတားတက်ကငယ်သေးတယ်อืม ငယ်သေးတယ်ဆိုတော့အရာရှိတယ်မလုတ်ပေးဘူးဟိအောင်နဲ့ငယ်တယ်မလုတ်ပေးနဲ့ပေါ့နော်အဲ့လိုမျိုးပြောတယ်တဲ့ပြောလဲပြောပြီးတော့နောက်တစ်ခွဲရကြရရတယ်ရတယ်ဆိုတော့မှတ်ပုံတွေပါတောင်လုတ်ပေးလိုက်တာအာသူ့မှတ်ပုံတွေဘာမှမပါပါဘူးမှတ်ပုံတွေမပါတော့ကိုကလည်းရှင်းရှင်းပြောရအဝေးတော့မရောက်တော့ဘူးလို့ထင်တာပေါ့ပေါ့တန်တန်တော့လိုက်တာလေခလေးကမှတ်ပုံတွေလည်းမလုတ်ရသေးဘူးအာနဲ့အဲ့လိုမျိုးပြောလဲပြောအာနဲ့တဲ့နောက်တစ်ခွဲရသားဦးတဲ့မှတ်ပုံတွေပါရိုက်ရက်ပေးပြီးတော့တဲ့သားဦးတဲ့အဲ့မန္တလေးကအဲ့ဒီမြပားရက်ကလေစူဆောင်ရက်ကိုထွက်လိုက်တယ်တဲ့ အဲ့ရမျိုးသားဦးလည်းခွဲလိုက်တော့အဲ့မှာတဲ့ဟိုပင်လောင်းကကိုစလက်လာခေါ်သွားတယ်တဲ့ဒါမဲ့ကျမအဲ့လိုမျိုးလေ तू က24ရက်နေ तू ကသင်တန်းဆွနေတာ ခုနှစ်လပိုင်း26 29ကြာတင်းတင်းဆင်းတယ်ကိုနေအဆက်တွေရကျွန်မအဆက်တွေရနေတော့တိုက်တာ3လပိုင်း4လပိုင်းကျွန်မသူစီကအထီလိုမျိုးအဆက်တွေရလာတော့ကိုစစ်ထဲမကောင်းတော့ကျွန်မအဲ့လိုတိုင်လိုက်တာပါအဲ့လိုတန်လိုက်တော့အဲ့လိုကနေပြီးတော့လိုက်လုပ်ပြီးပါမယ်ဆိုအဲ့လိုမျိုးပြောတာပေါ့နော်ဒီမှာနိုင်ငံတွင်ရွှေမြောက်သေးတဲ့ကလေးငယ်တွေကိုစစ်မှုထမ်းခြင်းကကာကွယ်ဖို့ရည်ရွယ်ချက်အရနောက်စနှစ်ခုနဲ့ဇွန်လ29ရက်နေ့မှာလုပ်ငန်းစီမံချက်ကို UN အဖွဲ့အစည်းနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ် လက်မှတ်ရေးထိုးတဲ့စီမံချက်အကောင့်တွေဖော်မှုအတွက်အသေးစိတ်အစီအစဉ်တွေကိုလည်းဆောင်ရွက်ပြီး၁၈လအတွင်းတက်မတော်တွင်မှာအရွယ်မရောက်သေးတဲ့ကလေးငယ်တွေလုံးဝမကြံရှိစေဖို့ဆောင်ရွက်သွားလျက်ရှိတာဖြစ်ပါတယ်။အဲ့ဒီတွင်2012ခုနှစ်စက်တင်ဘာလမှာ52ဦး၊2013ခုနှစ်ဖေဖော်ဝါရီလမှာ24ဦး၊ဇူလိုင်လမှာ52ဦး၊အောက်တိုဘာလမှာ68ဦးဆေးလွတ်ခဲ့ပြီးဖြစ်ကအခု2014ခုနှစ်ဇန်နဝါရီလမှာ66ဦးထပ်မံဆေးလွတ်ခဲ့တာဖြစ်ပါတယ်။ တက်မတော်တွင်မှာလည်းတက်မတော်သားတွေအနေနဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကိုစူဆောင်းခြင်းလုံးဝမပြုဘူးနဲ့အကြောင်းမျိုးမျိုးနဲ့စူဆောင်းခဲ့သူတွေရှိခဲ့ရင်လည်းအမြန်ဆုံးထွက်ခွာခွင့်ပြုဖို့စီစစ်ဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်ကလေးစစ်သားစုဆောင်မှုကတာဝန်ရှိသူတွေကိုလည်းစစ်စည်းကမ်းအရရေယူဆောင်လျက်ရှိရာလက်ရှိအချိန်ထိစစ်စည်းကမ်းအရရေယူဆောင်ထားသူအများရှိ40ဦးနဲ့စစ်သည်229ဦးရှိတယ်လို့သိရပါဗျာ။